ရုရှားစီကဓာတ်ငွေတင်သွင်းဝယ်ယူမှုတွေကိုအပြီးတိုင်ရက်စဲတဲ့အထိတဆင့်ချင်းစီလျှော့ချဖို့ဥရောပသမဂ္ဂ EU အဖွဲ့ဝင်နိုင်ငံတွေရဲ့စွမ်းအင်ဝန်ကြီးတွေညှိနှိုင်းသဘောတူခဲ့ပါတယ်။အောက်တိုဘာ20ရက်နေ့ကလူဇင်ဘတ်နိုင်ငံမှာကျင်းပတဲ့အစည်းအဝေးပြီးမှာတော့ရုရှားစီကနေ EU နိုင်ငံတွေကိုပိုက်လိုင်းတွေနဲ့တင်ပို့နေတဲ့ဓာတ်ငွေတွေအပြင်သဘာဝဓာတ်ငွေအရေး LNG ကိုပါဇက်တိုက်လျှော့ချသွားဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။သဘာဝဓာတ်ငွေအရေး LNG တင်သွင်းမှုတွေကိုလည်း မူလရာထားတာတဲ့တနစ်စောပြီး2020ခုဇန်နဝါရီလမှာအပြီးတိုင်ရက်စဲဖို့အထိ EU နိုင်ငံတွေကသဘောတူလက်ခံခဲ့ပါတယ်။အဲ့ဒီညှိနှိုင်းသဘောတူညီမှုတွေမှာပါဝင်တဲ့အနှစ်ချုပ်အချက်လက်တွေကတော့ရုရှားစီက LNG ဝယ်ယူနေတာတွေကို2020ခုဇန်နဝါရီတရက်နေ့မှာ EU နိုင်ငံအားလုံးကအဆုံးသတ်ရပါမယ်။ဂျန်ဝေးဝယ်ယူဖို့စာချုပ်သစ်ချုပ်ဆိုတာကိုလည်း2026ဇန်နဝါရီတရက်နေ့ကစပြီးပြည်ပယ်တားမြစ်မှာပါ။ရုရှားစီကစွန့်အင်ရင်းမြစ်တွေကိုမှီခိုးစရာမလိုပဲ။ EU အနေနဲ့ပို့ပြီးလွတ်လွတ်လပ်လပ်ရပ်တည်နိုင်ရေးအတွက်ဒီဆုံးဖြတ်ချက်ကအရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်လာတယ်လို့ EU အလှည့်ကြားဥက္ကဋ္ဌတာဝန်ယူထားတဲ့ Denmark အစိုးရရဲ့နိုင်ငံခြားရေးဝန်ကြီး Lars Arket ကပြောပါတယ် EU အနေနဲ့ရုရှားစီကနေစွန့်အင်ရင်းမြစ်တွေတင်သွင်းမှုမှန်သမျှကိုအဆုံးသတ်ဖို့အထိပိုကျေပြန့်တဲ့မဟာဗျူဟာစီမံကိန်းမျိုးကိုလည်းအကောင့်ထည့်ဖော်ဖို့ကြိုးစားနေပါတယ်ဥရောပဘက်ကရုရှားရဲ့ရေနံနဲ့ဓာတ်ငွေတွေလုံးဝဝင်လာစရာမလိုတဲ့အဆင့်ထိရောက်အောင်ကြိုးစားနေပေမဲ့ အဲ့ဒီညီမချက်အထမြောက်တဲ့အထီတော့မအောင်မြင်သေးဘူးလို့အာဂတ်ကပြောပါတယ်။ EU ကတင်သွင်းတဲ့သဘာဝဓာတ်ငွေတွေရဲ့၁၂ရာခိုင်နှုန်းကရုရှားစီကနေဝယ်ယူတာပါ။ Hungary ၊ပြင်သစ်နဲ့ Belgium တို့ကလက်ရှိအချိန်ထိရုရှားစီကဝယ်ယူတင်သွင်းတဲ့ဓာတ်ငွေကိုအဓိကမိခိုနေရစေနိုင်ငံတွေဖြစ်နေပါတယ်။ EU ရဲ့စည်းမျဉ်းတွေအရနိုင်ငံတစ်ခုခုအပေါ်အေးအေးယူပိတ်ဆို့မှုတွေတတ်မှတ်မယ်ဆိုရင်အဖွဲ့ဝင်28နိုင်ငံလုံးရဲ့သဘောတူထောက်ခံမှုကိုလိုပါတယ်။ ဒါပေမဲ့ကုံသွေးရေးကန့်သတ်မှုတွေကျင့်သုံးဖို့ဆိုရင်တော့15နိုင်ငံစီကထောက်ခံချက်ရရှိရင်ကို လုံလောက်ပါပြီ။ဟန်ဂေရီနိုင်ငံသားဝန်ကြီးပီတာစီဂျာတိုကတော့ရုရှားစီကစွမ်းအင်ထောက်ပံ့မှုကိုအလုံးစုံဖျက်တောက်တာကသူ့နိုင်ငံရဲ့စွမ်းအင်ဖူလုံမှုကိုကြီးကြီးမားမားချင်းချောက်လာနိုင်တယ်လို့ပြောဆိုခဲ့ပါတယ်။ကုန်းပိတ်နိုင်ငံတစ်ခုဖြစ်တဲ့ဟန်ဂေရီကပထဝီဝင်အခြေအနေတွေအရရုရှားစီကတင်ပို့တဲ့ဓာတ်ငွေတွေကိုဆက်လိုအပ်နေအောင်မယ်လို့သူကပြောပါတယ်။ EU နိုင်ငံတွေကလက်ခံအတည်ပြုခဲ့တဲ့အဆိုပြုချက်ကို ဥရောပလွှတ်တော်မှာလည်းမဲခွဲအောင်မြင်လိမ့်မယ်လို့ယုံကြည်ရပါတယ်ရှင်